thank you မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းလာဖို့ရှိနေလို့မန္တလေးရှိငလင်တန်တင်အဆောင်များအမြင်တင့်တယ်စွာထားဖို့အပြုအပျက်စီများကိုအမြန်ဆုံးရှင်းလင်းဖို့စီပင်နဲ့စစ်တပ်ကအိမ်ပိုင်ရှင်များကိုတတိပီးလက်မှတ်ထိုးခိုင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းနဲ့ဖွဲ့လာရဖို့ရှိနေလို့မန္တလေးရှိငလင်တန်တင်အဆောင်များကိုအမြင်တင့်တယ်စွာကာထားကြဖို့အပြုအပျက်စီများကိုအမြန်ဆုံးရှင်းလင်းဖို့မန္တလေးစီပင်နဲ့စစ်ကောင်စီကငလင်တန်တင်နေအိမ်နဲ့အတန်အဆောင်ပိုင်း င်ရှင်များကိုတတိပီးလက်မှတ်ထိုးခိုင်းလာကြောင်းမန္တလေးမှအိမ်ပိုင်ရှင်တို့ကပြောပါရယ်စစ်ကောင်စီလက်အောက်ကမန္တလေးစီပင်ကငလင်တန်တဲ့မန္တလေးမှအိမ်ပိုင်ရှင်များကိုအမိတ်မျိုးမျိုးထုတ်ပြီးဖိအားပေးမှုတွေလှုပ်ဆောင်လျက်ရှိကြောင်းမေလအတွင်းမန္တလေးမှငလင်တန်တဲ့အဆောက်အအုံများကိုအမြင်တင့်တယ်စွာကာရန်ထားဖို့ပြန်ပြင်မယ်ဆိုရင်ခွင့်ပြုချက်ယူသုံးဖို့စားလုံးစဲအဆောက်အအုံများအားလုံးရက်ဆိုင်ထားဖို့အမိန့်ထုတ်ခဲ့ကြောင်းအခုနောက်ဆုံးမှာမင်းအောင်လိုင်းလာရောက်ဖို့ရှိနေဖို့အပြုအပျက်စီများကို အမြန်ဆုံးရှင်းလင်းဖို့မဖြိုနိုင်သေးတဲ့အဆောင်များကိုအမြင်တည့်တရားကာရန်ထားဖို့ညွှန်ကြားလာကြောင်းသိရပါတယ်။လူကြီးလမ်းကြောင်းရှိတဲ့အရာကြောင့်ငလင်းအပြူအပြက်စီတွေအမြန်ဆုံးရှင်းရမယ်။အမြင်မတည့်တဲ့အဆောင်တွေကိုလည်းကာရန်ထားရမယ်။ဒါကိုစီပင်းတဲ့နန်းတွင်တက်ကအရာရှိတွေဆိုတာကခေါ်ပြောတယ်။ညွှန်ကြားချက်ကိုသိရကြောင်းလက်မှတ်ထိုးခိုင်းတယ်လို့မန္တလေးမှာငလင်းကြောင်းတင်ဆောင်ခဲ့တဲ့နှစ်ထပ်တိုင်အိမ်ပန်းရှင်တအုပ်ကဆိုပါတယ်။အကြမ်းဖက်မင်းအောင်လိုင်းကအခုမေလ၁၈ရက်နေ့မှာဝင်ကျင်းဓမ္မမဟုတ်မေလနောက်ပိုင်းမှာလာရောက်ဖွယ်ရှိတယ်လို့စီပင်းကအလွတ်တဘောအသိပေးလာတယ်လို့အခြားအိမ်ပန်း န်ရှင်တအုပ်ကဆိုပါတယ်မန္တလေးစီပင်ကငလင်ကြောင့်တင်းဆောင်သွားတဲ့အထက်မြင့်တိုက်တာတွေကိုဖြိုဖျက်တာတွေကိုခွင့်ပြုချက်ရှိမှဖြိုဖျက်ရမယ်လို့ညွှန်ကြားကြောင်းနှစ်ထပ်နဲ့သုံးထပ်တိုက်တာတွေကိုတော့ပတ်ဝန်းကျင်ထိခိုက်မှုမရှိရင်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ထံကိုအကြောင်းကြားပြီးဖြိုဖျက်ခွင့်ပြုကြောင်းစီပင်ကလာရောက်ဖြိုဖျက်ပေးဖို့ရှောက်ထားမယ်ဆိုပါကအနည်းဆုံး3လဆောင်ဆိုင်ခဲ့ကြောင်းသိရပါတယ်အခြားတစ်ဖက်မှာလည်းမန္တလေးစီပင်ကငလင်တန်တဲ့အဆောင်များမှာအပြာရောင်လိမ္မော်ရောင်အနီရောင်အစင်ဆိုပြီးကွင်းစင်းစစ်စစ်ကခွဲခြားပြီးလျက်ရှိပြီးအဆိုပါအဆောင်များပြင်ဆင်ဖို့အတွက် န်းလိုင်စင်ရအင်ဂျင်နီယာတွေရဲ့ထောက်ခံချက်နဲ့အတူမန္တလေးစီပင်ကိုလျှောက်ထားမယ်လို့ကြေညာပါတယ်။အလားတူမန္တလေးချမ်းမြို့နယ်အတွင်းစားလုံစဲအဆောက်အများကိုလည်းရပ်ဆိုင်းထားမှာဖြစ်ပြီးစားလုံစဲအဆောက်အများရဲ့ပင်မတိုင်များပြည့်စုံမှုရှိမရှိကိုစစ်ကောင်စီရဲ့စစ်ဆေးအဖွဲ့ကစစ်ဆေးပြီးမှသာဆက်လက်စားလုံခွင့်ပေးမပေးဆုံးဖြတ်ရမယ်လို့သိရပါတယ်။ ။နောက်ထပ်တစ်ပုတ်အနေနဲ့တပင်းရင်မှာဆစ်လင်ရင်နဲ့ဘုံကျဲမှုကြောင့်တည်ဆုံခဲ့ရတဲ့ကျောင်းသူကျောင်းသား20နဲ့ဆရာမနှစ်ဦးကိုတကြိုပြီးစီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပင်းရင်မြို့နယ်မှာစစ်တပ်ကလင်ရင်နဲ့ဘုံကျဲမှုကြောင့်တည်ဆုံခဲ့တဲ့ကျောင်းသားကျောင်းသူ20နဲ့ဆရာမ20နှစ်ဦးတို့ကိုတကြိုပြီးစီးပြီဖြစ်ကြောင်းတော်လိုင်းသတင်းရင်းမြစ်တွေကပြောပါရတယ်။မေလ၁၂ရက်နေ့မနက်9:35မိနစ်ချိန်ကတပင်းရင်မြို့နယ်အိုထိန်တွင်ချင်းရ စာတင်ကြောင်းကိုအကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့ကြောင်းចောင်းသားចောင်းသူ20နဲ့ចောင်းဆရာမ9ဦးစုစုပေါင်း20နဲ့ဦးသက်ဆုံးရှုံးခဲ့ရပြီးចောင်းသားကလေးငယ်ပေါင်းအနည်းဆုံး90ကျော်ထဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဂျင်းရွာစာတင်ကြောင်းကိုအကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုံဆောင်ခြင်းကစာတင်ကြားနေတဲ့ကလေးငယ်များကိုရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်ခြင်းဖြစ်ကြောင်းတော်လိုင်းသတင်းအရင်းမြစ်ကဆက်လက်ပြောဆိုပါတယ်။ကလေးတွေမှတိလျက်နှစ်ကိုပြစ်တာဘာလို့လဲဆိုတော့ဒီကျောင်းမှာဘယ်တော့မှလက်နက်ကန်တွေနေဘူးတာမရှိဘူးစာပဲတင်တဲ့ကျောင်းမှာနာရီးကတော့တကြိုပြီးစီးပါပြီလို့၎င်းကပြောပါတယ်။ ်စစ်တပ်ကပုံကျေချတဲ့စာတင်ကြောင်းနဲ့အနီးနားပတ်ဝန်းကျင်မှာမြေတီလက်နက်ကင်တပ်အဖွဲ့မှခြေချနေထိုင်ခြင်းမရှိတဲ့အပြင်တိုက်ပွဲလည်းဖြစ်ပွားခြင်းမရှိကြောင်းသိရပါတယ်စစ်ကောင်စီရဲ့လူမဆန်တဲ့လုပ်ရက်ကိုလူမျိုးတုံးတပ်ဖြတ်မှုဆရာဆွေမှုဖြင့်မှတ်တမ်းတင်ထားပြီးကျူးလွန်သူများကိုထိရောက်စွာအရေးယူပေးနိုင်ဖို့နဲ့ထိခိုက်ခံစားရသူကလေးငယ်များအတွက်တရားမျှတမှုပြန်လည်ရရှိရေးတို့အတွက်နီလန်းပေါင်းစုံနဲ့မဆုံးမနစ်စူးစမ်းသွားမှာဖြစ်ကြောင်းအဆိုပါရာဆွေးမှုတွေကိုကျူးလွန်သူစေခိုင်းသူအားပေးသူပုံဖြတ်သူမိသူကိုမဆိုရန်သူအဖြစ်ပြပြတာတာသတ်မှတ်သွားမှာဖြစ်ကြောင်းပြည်သ ူကာကွယ်ရေးတပ်မတော်ရွှေဘိုခရိုင်တိုင်းရင်းစနစ်ကသတင်းထုတ်ပြန်ပါတယ်။နောက်ထပ်တပုတ်အနေနဲ့ခံကောမှာခလာရ50တိုင်ရင်ကလင်းမရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးလူစက်တအုပ်ကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ဖို့ပြည်သူ20ကျော်ကိုလည်းဖမ်းဆီးသွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းခံကောမြို့နယ်ခလာရ50တိုင်ရင်မှာအစံဖက်စစ်သားများကလင်းမရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးလူစက်တအုပ်ကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်ကပြည်သူ20ကျော်ကိုဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရတယ်။ မေလ12ရက်မနက်2နာရီခန့်မှာကံကောမြို့နယ်ခလာရ90တိုင်းရင်းမှာထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလယ်မယာကိုဝင်ရောက်စီးနင်းခဲ့ကြောင်းသိရပါတယ်။အဲ့ဒီလိုဝင်ရောက်စီးနင်းပြီးရဲ့နောက်ကျေးရွာနေကလင်းငယ်များပါဝင် လူငယ်ဆက်တအုပ်ကိုအကျန်းဖက်စစ်ကောင်စီတပ်သားတွေကပြစ်တက်ခါဖြီသူများကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါရယ်အကျန်းဖက်စစ်ကောင်စီတပ်သားများတပ်ဖြတ်သွားတဲ့ပြည်သူဆက်တအုပ်မှာအသက်24နှစ်အရွယ်ကျော်စန်းခိုင်အသက်23နှစ်အရွယ်တပ်ပိုင်ဦးအသက်39နှစ်အရွယ်အောင်ကြည်မင်းအသက်25နှစ်အရွယ်နီလင်းဦးအသက်29နှစ်အရွယ်ညီလီ အသက်19နှစ်ရွယ်ကျွန်ကိုဝင်းအသက်15နှစ်ရွယ်တီဟာလင်းအသက်15နှစ်ရွယ်မျိုးတီဟာအသက်17နှစ်ရွယ်ရှန်တွန်းအသက်19နှစ်ရွယ်ကျော်မြတ်သူနဲ့အသက်73နှစ်ရွယ်မှိုင်းဝေတို့ကိုပြစ်ခတ်သွားတာဖြစ်ကြောင်းသိရပါတယ်ဒီကနေ့မနက်အစောနှစ်နာရီဝန်းကျင်လောက် ခလာရ90တရင်ကလာတဲ့စစ်ခွေးစစ်ကြောင်းကအလဲမရွာကိုရောက်ရှိလာပြီးတော့ပြည်သူစစ်တပ်ကိုပစ်တက်သွားတယ်ပြည်သူ20ခန်းကိုလည်းဖမ်းဆီးသွားတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းကရွာထဲမှာတပ်ဖြတ်ဖမ်းဆီးပြီးချက်ချင်းပြန်ဆုတ်သွားတယ်လို့သိရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်နောက်ထပ်တပုတ်အနေနဲ့တပရင်စာတင်ကြောင်းကိုနိုင်ငံတကာကပိတ်ပင်ထားတဲ့ cluster ပုံးနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းတပရင်မြို့နယ်အိုးထိန်ကွင်းရွာစာတင်ကြောင်းကိုစစ်ကောင်စီတပ်ကနိုင်ငံတကာပိတ်ပင်ထားတဲ့ cluster ပုံးတိနဲ့ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ် ။မေလ17ရက်မနက်9:00နာရီခွဲကမှအိုထင်းကွင်းရွာစတင်ကြကိုစစ်ကောင်စီတပ်ကဂျက်ဖိုင်တာနဲ့ဘုံနှလုံးချင်းချတိုက်ခိုက်ခဲ့ရာအဲ့ဒီဘုံတွေကစင်ပွားပောက်ကွဲတဲ့ကလူစတာဘုံများဖြစ်ကြောင်းမျက်မြင်ထွက်ဆိုချက်တွေအပောင်းဝင်ကြန့်ရှိခဲ့တဲ့ဘုံခွန်တွေများရသည့်အကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ အပြင်းရကြီးညာထားတဲ့အချိန်မှာအင်မတန်ထိတ်လန့်ပွင့်ကောင်းတဲ့ចောင်းသားလူငယ်တွေကိုပုံကျဲတက်ဖြတ်မှုမျိုးကျူးလွန်တာဟာရှမ်းရိုင်းပြောရရင်အာဆီယံနဲ့နိုင်ငံတကာကိုမင်းအောင်လိုင်းကလှန်ပြလိုက်တာပါပဲစစ်ကောင်စီကိုထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့တွန့်ဆုံနေသမျှအခုလိုကြေကွဲပွင့်ဖြစ်စိုးတွေထပ်ဖြစ်နေအောင်မှာပါပဲလို့မုံရွာမျိုးအခြေဆိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအုပ်ကသတင်းဌာနကိုပြောပါရယ်စင်ပွားပောက်ကွဲတဲ့ခရူစတာဘုံတီကဘုံတလုံးထဲမှာဘုံအသေးလေးများဒါဇင်နဲ့ချီပါဝင်တဲ့ဘုံမျိုးစားဖြစ်ပါရယ်ခရူစတာဘုံတွင်းမှာပါဝင်တဲ့ဘုံသေးလေးများရဲ့90%ခန့်နှုန်းမှာရှာကနုံ၄၀ 10အထိကပောက်ကွဲခြင်းမရှိပဲမြေကြီးပေါ်မှာကျန်နေတတ်တဲ့အတွက်အဲ့ဒီဘုံကျွင်းတွေကနှစ်ပေါင်းများစွာအသက်အန္တရာယ်ရှိနိုင်ပါတယ်။ Cluster ဘုံများထုံးလို့တို့လောင်အသုံးပြုခြင်းကိုတားမြစ်နေ Conversation on Cluster မီနီရှင် MCM စာချုပ်ကို2008ခုနှစ်မှာနိုင်ငံပေါင်း120ကျော်ပါဝင်လက်မှတ်ရေးထိုးထားတော်လဲမြန်မာနိုင်ငံမှာပါဝင်ကြောင်းသိရပါတယ်။အိုထိန်ခွင်းရွာကိုပုံကျဲတိုက်ခိုက်မှုမှာ G2 မှာ G11 တွင်တက်ရောက်နေတဲ့ကျောင်းသူကျောင်းသားအယောက်20နဲ့ဆီယာမနာဦးတည်ဆောင်ခဲ့ပြီး40ကျော်ထဏ်ရာရရှိခဲ့ကြောင်းတပင်းရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအမေလ12ရက်မှာထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်က AP နေရက်မှာ22ရက်ထိတကြိမ် AP 23ရက်မှာ30ရက်ထိတကြိမ်မလာ6ရက်မှာ31ရက်ထိတကြိမ်အပြည့်ရက်ကျောင်းကြီးညာထားတော်လဲမြန်မာနိုင်ငံတော်လေးကျောင်းတိုက် က်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတို့ဆက်လက်လုံဆောင်လျက်ရှိကြောင်းသိရပါတယ်။နောက်ထပ်တပုတ်အနည်းနဲ့မန်တုံမိုင်းကုန်းနဲ့နောင်ချုံမြို့နယ်တို့ကိုစစ်တပ်ကလင်းရင်နဲ့ပုံကျဲပြီးလက်နက်ကြီးနဲ့ပစ်ခတ်မှုပြည်သူတအုပ်တည်ဆောင်ပြီး၅ဦးထိခိုက်ဒဏ်ရာရရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့မန်တုံမိုင်းကုန်းနဲ့နောင်ချုံမြို့နယ်တို့မှာစစ်ကောင်စီတပ်ကလင်းရင်နဲ့ပုံကျဲချပြီးလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ပြည်သူတအုပ်တည်ဆောင်ပြီး၅ဦးထိခိုက်ဒဏ်ရာရရှိကြောင်းဒေသခံပြည်သူတချို့ရဲ့ဆက်သွယ်သတင်းပေးချက် TNL နဲ့ဒေသသတင်းအရင်းမြစ်တွေရဲ့ Northern Shan State News သတင်းထုတ် ုတ်ပြန်ချက်တွေရတင်ရပါတယ်။ မနေ့ကမေလ12ရက်နေ့ည09:30မိနစ်30ဝန်းကျင်အချိန်စစ်ကောင်စီကအမန်တုံမြို့အောင်ထမ်းတာရက်ကွက်နီလူနေအိမ်များပေါ်ကိုတိုက်လင်းရင်းနဲ့ဘုံကျဲချခဲ့ကြောင်းဆိုပါဘုံကျဲမှုကြောင့်အမန်တုံတို့မြို့လုံးတုံဟီးစီတဲ့ပောက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။လေကြောင်းတိုက်ခိုက်မှုကနှစ်ကြိမ်လုံဆောင်သွားတာပါ။ပောက်ကွဲတန်းကတို့မြို့လုံးတုံသွားတယ်လို့ဒေသခံပြည်သူတအုပ်ကဆိုပါတယ်။ရှမ်းမြောက်ဒေသသတင်းအရင်းမြစ်ဖြစ်တဲ့ Northern Shan State News ကအမန်တုံမြို့ပေါ်မှာလေကြောင်းနဲ့ဘုံကျဲခံရမှုကြောင့်ပြည်သူတအုပ်တည်ဆောင်းခဲ့ကြောင်းအခြားပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်စေလုံးတမနဲ့ထိခိုက်ပျက်စီးသွား ကြောင့်သတင်းမှထုတ်ပြန်ထားပါတယ်။အလားတူမနေ့ကည9:40မိနစ်40နဲ့ည9:42မိနစ်အချိန်တို့မှာ TNL တို့ကထိန်းချုပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းမိုင်းငောင်မြို့တာလုံးရက်ကွက်ရှိစတင်ကြောင်းဒီကိုစစ်တပ်ကတိုက်လေရင်နဲ့ပုံကျဲချကြောင်း TNL ကသတင်းထုတ်ပြန်ပါတယ်။ထို့အတူမေလ17ရက်နေ့နေ့လယ်9:50မိနစ်50ချိန်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ TNL တပ်များတရှိရာနောင်ချုံမြို့နယ်ရှာပြင်းကျေးရွာနီးတဝိုက်ကိုလက်နက်ကြီးနဲ့၄ချိန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကမေလ6ရက်နေ့မှမေလ31ရက် တီအပြစ်ခတ်ရဲစင်ကြီးညာထားတော်လဲတနိုင်ငံလုံးမှာထိုးစစ်ဆင်ခြင်းလက်နက်ကြီးပြစ်ခတ်ခြင်းနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဇတိုင်လုဆောင်လျက်ရှိကြောင်းတော်လိုင်းတပ်ဖွဲ့များနဲ့တိုင်းသားတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။